ုံရင်ရှိပြီဆိုကျို့လန်ပြို့အန်းသပင်ချောင်းငထင်ဟောက်ဆိုပြီးတော့အမျိုးသမီးလေးတွေပြောကြတယ်ကိုဝင်ဆောင်မိခင်တွေကိုကိုဝင်ဆောင်မိခင်ကိုယ်တိုင်ကရောပေါ့နော်ဘေးကဆွေမျိုးသားချင်းနေရရောဆီမအတွေ့အကြုံရဆိုဘာပြောလဲဆိုညင်ညင်နဲ့ညင်ညင်နဲ့မလှုပ်နဲ့အတက်အဆင်းတွေတတိထားဟဲ့ဒီလိုကြီးမလှုပ်နိုင်နဲ့ဟိုလိုကြီးမကော့လိုက်နဲ့အဲ့ဒါမျိုးတွေပြောတာများတယ်ပေါ့နော် မိခင်ကစိတ်ဖိစီးမှုဖြစ်လာလို့ချင်းကော်တီဇောဟော်မုန်းတွေထွက်လာတယ်ထွက်လာတဲ့ဟော်မုန်းကခလေးလေးရဲ့အုံနောက်ဖွင့်ကျိုးမှုသွားပြီးထိခိုက်နိုင်တယ်အဲ့ခါမှာခလေးရဲ့မှတ်ဉာဏ်နဲ့ပတ်သက်လို့လည်းထိခိုက်မှုတွေရှိလာနိုင်တယ်ခလေးလေးတွေမှာ nuclear translucency လို့ခေါ်တာပါဆိုတော့ဒီဂုတ်ကိုအရေပြားအောင်မှာရေစုနေတာလေးများနေသလားပေါ့เนาะအဲ့တော့ဒီ nuclear thickness ကများနေဆရာမတော်ဘာနဲ့တွက်လို့ရလဲဆိုတော့ ခရိုမိုဆိုမ်ရဲ့ anomaly ဆိုတာလေဒီ down syndrome နဲ့ဆက်စပ်မှုရှိနေသလားပေါ့အဲအမျိုးသမီးတစ်ယောက်ကဒီကိုဝင်ဆောင်နေတဲ့အချိန်လေးမှာတစ်ခါပဲအထွေဆောင်ရိုက်ခွင့်ရမယ်ဆိုလို့ရှိရင်တော့သူကရိုက်တာဟာဒုတိယကိုဝင်၃လဘတ်ပေါ့နော်ဒီ၁၈ဘတ်ကနေပြီးတော့၂၂ဘတ်အတွင်းမှာသူ့အတွက်ကတစ်ချိန်နဲ့ရိုက်ခွင့်ရှိရဲဆိုပေါ့